ဇလဲအဆမှာတော့တရားမဝင်လက်ဝဲယုံတွေကလောင်းကြီးထက်တဲ့နေရာမှာလူတွေနဲ့ကြိတ်ကြိတ်တိုးနေတယ်။အဲ့ဒီထဲမှာမျက်မြင်ကောင်းလေးပီတာနဲ့သူ့ရဲ့တငယ်ချင်းဝါဆင်လက်အပါဝင်ပေါ့။သူတို့လည်းလောင်းကြီးထဲထားကြအောင်ပွဲရုံထိုင်ကြည့်နေကြတော့မှာပဲ။မကြပါဘူးသူတို့လောင်းထားတဲ့ငနေကောင်ရှုံးနေသွားတာကြောင့်စိတ်ပြက်လက်ပြက်နဲ့နှစ်ယောက်လုံးပြန်လာခဲ့ကြတယ်။သူတို့ရဲ့လက်တော့ကိုရောက်တဲ့အခါမှာအနေအောင်ကားတစ်စီးရောက်လာပြီးလူစိုးတွေကဝါဆင်ဆိုတဲ့ကောင်လေးကိုတတ်သွားကြပါတယ်။ဒုက္ခိတကောင်လေးလည်းသူ့ရဲ့တငယ်ချင်းကိုရှာရင်ရောင်းလဲလဲဖြစ်နေတာပေါ့။ ပင်တားမျက်စိမမြင်တဲ့သူမှဘာတွေဖြစ်ဖြစ်တော့မှမသိလိုက်ရပါမယ်။အခင်းဖြစ်သွားတဲ့နေရာမှာကားရဲ့အမျိုးအစားနဲ့လူသမားရဲ့ရင်မွေးနှံကောင်းစွာမှတ်မိနေပါရဲ့။ဒီကြောင်းတွေကိုရဲတွေကိုပြောပြတော့သူတို့ကလည်းမျက်မြင်တယောက်ကပေးတဲ့သဲလုံစားကတိတ်မခိုင်လုံတာကြောင့်အတီးပြုတ်ကိုခတ်တွေ့နေကြပါရဲ့။ဒီလိုနဲ့နောက်တစ်နေ့ကိုရောက်တော့သူလည်းတငယ်ချင်းရဲ့စာပနာကိုသွားရင်မထင်မှတ်ပဲခန်းနာကိုလာကြတဲ့လူတွေထဲကကိုသေးတဲ့တစ်ခုကောင်းစွာမှတ်မိနေပါရဲ့။ ဒါနဲ့သူလည်းပို့ပြီးသိကြသွားအောင်ဒုက္ခအားကိုနဲ့အောက်ကိုဆင်းသွားပြီးကားရဲ့အမျိုးအစားကိုလက်နဲ့သွားဆန့်ကြည့်တဲ့အခါလူသက်သမားရဲ့ကားမှန်တိသွားတဲ့ကြောင်းသူ့ရဲ့ကောင်မလေးကိုဖုန်းဆက်ပြီးလာခေါ်ပေးဖို့ပြောတဲ့ချိန်နောက်ကနေကားနဲ့ဝင်တိုက်ပြီးဖမ်းခေါ်သွားတာကိုခံလိုက်ရပါတယ်။ဟိုကိုလည်းရောက်တော့လူသက်သမားနဲ့စကားအရှိတင်ဖြစ်ပြီးသူ့ကိုပါအလွန်ပြင်းတဲ့အဆစ်ကံတွေကိုပြစ်ချလိုက်ပါတယ်။အခုတော့တကယ်ချင်းနှစ်ယောက်စလုံးရဲ့ဘဝကညီကုန်းရှုပ်သွားခဲ့ပါပြီ။ဒီလိုနဲ့လူသက်သမားတွေကမမြင်ကောင်းလေးရဲ့အလောင်းကိုမြစ်သေးဟုမျောခဲ့ကြတာကြောင့်ရဲရဲရုပ်ပြစင်ပြဖြစ်နေတဲ့အလောင်းကိုကြည့်ကား ဘာတဲလွန်စားမှရှာလို့မရအောင်စိုးရနေရမှုနောက်ဆုံးဆရာဝန်ရဲ့တက်ခွဲအဖြေရမှာအလွန်ပြင်းထန်တဲ့အဆစ်ကြောင့်မှတည်သွားကြပါတယ်တစ်ဖက်မှာလည်းကောင်းမလေးတစ်ယောက်ကသူ့ရဲ့ကောင်းလေးပျောက်နေတာကြောင့်ရဲစခန်းမှာတိုင်ရက်လာဖွင့်ရရဲတွေကလည်းအခုတတ်ခံလိုက်ရတာဟာသူ့ရဲ့ကောင်းလေးမသိနေပေမဲ့ဘယ်ကဘယ်လိုပြရမလဲမသိတာမလို့နှုတ်ဆက်နေကြပါတယ်သူကတော့မာကိုပဲဖြစ်ပါတယ်မာကိုကမျက်မြင်ကောင်းလေးရဲ့မွေးစားအကိုဖြစ်ပြီးသူ့ညီတော်ကလေးစားပြန်ရှိဖို့နိုင်ငံခြားကနေပြန်လာခဲ့သူပါမာကိုကဒေါသကြီးပြီးစိတ်လိုက်မှပါလေလောက်တတ်ပါတယ် တခါကပြန်မေးသမားတွေကမာကိုနဲ့သူ့ရဲ့ညီကိုမာယူဖမ်းခေါ်သွားတာကြောင့်မာကိုရဲ့လက်ချက်နဲ့တစ်ဖွဲ့လုံးမသိရတဲ့မဲ့ခံစားလိုက်ကြရပါတယ်။ဒါကြောင့်လဲသူတို့ရဲ့အကိုကြီးကဒီလိုရံပွဲနေဝေးရနိုင်ငံเจ้าပို့ထားခဲ့တာပါ။အခုသူတို့ညီလေးတက်ခံလိုက်ရတဲ့အကြောင်းကိုတော့မာကိုမပြောပြဘဲဖုံးကွယ်ထားကြပြီမဲ့ဘယ်ကနေဘယ်လိုသိသွားမှမသိပဲမာကိုကတော့ပြန်အောင်လာခဲ့ပါတယ်။ဒီလိုနဲ့ပေတာရဲ့စာမဏာမှာမာကိုရောက်လာပြီးသူ့ရဲ့ညီကိုတတ်သွားတဲ့သူတွေကိုဘယ်လိုပြန်ပြီးကလေးစားရှင်မယ်ဆိုတဲ့အကြောင်းကိုချိန်ဝါနေပါတယ်။ အဲဒီချိန်မှာလူသက်သမားတွေကလည်းဇာဝနာပွဲမှာရှိနေတာကြောင့်မာကိုရဲ့စကားကိုကြားပြီးတုံ့လွန်နေကြပါတယ်။အချောင်းကတော့မာကိုကနတ်ဆိုးတစ်ကောင်လုံးကြောက်စရာကောင်းပြီးလက်ရဲဆဲရဲရှိတာကြောင့်ပါ။ဒီလိုနဲ့မာကိုတို့အင်ပင်ရောက်တဲ့အချိန်မှာသူ့ရဲ့ကိုကြီးကဖခင်အကြောင်းမှာဒီလိုစကားမျိုးပြောရမလားဆိုပြီးစူနေတဲ့အချိန်ဆွေမျိုးတွေကလည်းမွေးစားသားဖြစ်တဲ့သူ့ကိုအမြင်မကြည်ရအောင်မိလောင်ရလေပစ်နေကြပြီမယ်။သူကတော့ဘာမှမကြည့်မဆိုင်ပဲသူ့ရဲ့ကလေးသားရှေ့မှာပလန်ကိုသာအကောင့်ထဲဖော်ဖို့စူးစမ်းနေပါတယ်။ ောက်တစ်နေ့ကိုရောက်တော့သူတို့ရဲ့အကိုကြီးကလူသက်သမားကိုဖမ်းဖို့အတွက်ကုမ္ပဏီမှာစီဝေးလုပ်ပြီးတိုင်ပင်နေကြရာသူမသိသေးတာကအဲ့ဒီစီဝေးထဲမှာလူသက်သမားတွေပါနေတယ်ဆိုတာကိုပါတကယ်တော့လူသက်သမားကသူတို့ရဲ့လုပ်ဖို့ကံပဲဒါဖြစ်နေပြီဟိုကစိတ်မကောင်းပါဘူးဆိုတဲ့စကားလေးနဲ့သူတို့ဘတရားခံကိုကြီးချပေးမယ်ဆိုတာအစီအစဉ်ဆွဲနေကြတဲ့အချိန်မာကိုကခက်တီနေဝင်လာပြီးသူ့ညီအတွက်ကလေးစားရှင်မဲ့အစီအစဉ်မှာတရားခံကိုမိရင်တရားထက်ဆိုတဲ့အတွေ့အကြုံကိုပေးမယ်လို့ပြောကလက်မခံတဲ့သူတွေကိုလည်းရင်ဘတ်သေးကို ကြည်ရောင်းထည့်ပေးမယ်ဆိုပြီးတော့ပါချင်းချောက်လိုက်တဲ့အခါဘယ်သူမှထုံးမတက်ရကြတော့ပါဘူးဒါကြောင့်လူသက်သမားတွေကလည်းသူ့ကိုရှော့တွက်လို့မရဘူးဆိုတာသိသွားကြပြီမာကိုရှေ့မှာစကားပြောရင်တော့တတိထားပြီးဆင်ရင်ရမယ်ဆိုတာကိုနားလည်သွားကြပါတယ်တစ်ဖက်မှာလည်းရဲတွေကဒီအမှုကိုစွန့်စားမှုအတွက်သူတို့သွားခဲ့တဲ့လောင်ဝန်းသားချုပ်မှာလာပြီး CCTV မှတ်တမ်းကိုတောင်းတဲ့အခါမရှိဘူးဆိုရင်မရှိမငံပြောဆိုလွတ်တာကိုရဲတွေလည်းဘာမှမတက်နိုင်ပဲလှည့်ပြန်လာခဲ့ရပါတယ်အကြောင်းကတော့သူတို့ရဲ့နောက်မှာအာဏာရှိတဲ့သူတွေရှိနေတာကြောင့်ပါဒီလိုနဲ့မာကိုလည်းဘုံမသိပါမသိနဲ့လူသက်သမားတွေကိုကူဖြစ်နဲ့ခေါ်လာပြီး အသက်ခံလိုက်ရတယ်ပေတာရဲ့တငယ်ချင်းဝါစင်ရဲ့အကူစီဦးသွားကတည်င်းသွားဆုံဆန်းခဲ့ပေမယ့်ဟိုကကြိုတင်ဇက်တိုက်ထားကြတာမလို့ဘာသေးလွန်စားမှမရပဲပြန်လာခဲ့ရတာကြောင့်မာကိုလည်းမကြည့်နေသေးပဲလက်ဝဲယုံမှာထပ်သွားပြီးလိလာတဲ့အခါကျိုးဝိုင်းထဲမှာပြန်မဲ့ကင်းချန်ပီယံတယောက်ကမာကိုကိုစင်ခေါ်နေရမလို့ဝင်ဖိုက်ရင်းနဲ့တစ်ဖက်လူကသူ့ကိုထိအောင်မထိုးနိုင်တဲ့အပြင်မာကိုထိုးသမျှကိုတခံနေရတာကြောင့်အပြင်လူတွေကပါဝင်လာပြီးမာကို Wi-Fi ကြတဲ့အခါမာကိုလည်းအကုန်လုံးအမောက်သိပ်ပေးလိုက်တာကြောင့်နောက်ထပ်ဘယ်သူမှထပ်ပြီးမဝင်လာရေးကြတော့ပါဘူး တကယ်တော့သူတို့ကမာကိုကိုနီးမျိုးစုံနဲ့တတ်ဖို့အတွက်ကြိုတင်ကြံစီထားကြတာပါဒါပေမဲ့လည်းမာကိုကခေသူမဟုတ်တာကြောင့်သူတို့အကြံစီတွေသာပြတ်ခဲ့ရပါတယ်ဒါကြောင့်သူလည်းလက်ဝတ်ပရင်ဆိုတဲ့သူကိုဖမ်းပြီးသူ့ညီတဲ့ရင်ကိုမေးကြည့်တဲ့အခါမတည်ဘူးဆိုတဲ့အဖြေကိုသာရခဲ့ပါတယ်တကယ်တော့တရားခဏနေရာမာကိုရဲ့အရင်ဒီလိုလာပြီးနှုတ်ပိတ်ခိုင်းတာရဲ့အကြောင်းပါတရင်မှမရခဲ့တာပါ သူကတော့တရားခဏရဲ့အဖြေပဲဖြစ်ပါတယ်သူကမာကိုရဲ့အကိုကြောရဲ့လက်ဘော်ခိုင်မှတူဖြစ်တဲ့အဖြစ်သူ၏ပြည့်ရဆက်တရာကြောင့်လက်အောင်ငယ်သားရဲ့အားလုံးကဖိဖိတ်တော်အောင်ကြောက်ရပါတယ် များမြန်မာရောသူတို့ခေါင်းရောင်ဆောင်ပြီးခွေရမှာတော့အလွန်ကောက်ကြစ်ပြီးလူတစ်ယောက်ကိုကြက်ကလေးငက်ကလေးတကောင်လောက်တောင်တက်ရမှာဝယ်မလေးတဲ့သူပါအခုလဲသူကလောဘကံမဲ့တွေစီကတရားမဝင်ခိုးသွင်းမဲ့ရွှေတွေကိုတက်ဆိုင်ရတွေဖမ်းမိသွားတယ်ဆိုပြီးဂျားကနေဖြတ်ခုတ်ထားတဲ့အကြောင်းကျောကတော့တရားတဲ့ရွှေတွေအလုံးဖမ်းမိသွားတယ်ဆိုတာမယုံပါဘူးဒါကြောင့်သူကဒီကိစ္စမှာလူယုံနေလက်ချက်ဆိုတာသင်္ကန်မကင်းဖြစ်နေတာကြောင့်ဘသူလက်ချက်လဲဆိုတာဖော်ထုတ်ပြမယ်ပြောပြီးထွက်သွားတဲ့အချိန်ကားတွေကိုရောက်တော့အဖွဲတွေကတယောက်ကသူ့ကိုစကားခဏပြောချင်တယ်ဆိုပြီးခွင့်တောင်းလာတဲ့အကြောင်း သူလည်းကားပေါ်ခေါ်တင်သွားတဲ့အခါလန်တဝက်ရောက်တော့သက်ဆိုင်ရာတွေကိုတရင်ပြလိုက်တာသူဖြစ်တယ်ဆိုတဲ့အကြောင်းပြောပြီးဒါနဲ့ဆုံးပြထိုးတာကိုခံလိုက်ရပြီဂျော့တယောက်စေးရင်ရောက်သွားပါတော့တယ်ဒီတရင်ဝင်ကြတော့မာကိုကစေးရင်လိုက်လာပြီသူ့ကိုရဲ့ဖြစ်စဉ်ကိုမေးတော့ဘလူးတွေကမင်းသားကောင်းဆောင်ပြီးသူတို့မဟုတ်တဲ့အတိုင်းဝမ်းနေကြအောင်ဆောင်ကနှစ်သိပ်ပေးနေကြပါတယ်ဒီလိုနဲ့တစ်ဖက်မှာလည်း YouTuber ကောင်လေးတယောက်ကစေးရင်တွေကလူတွေကိုမတင်ကြလို့ကားထဲမှာကင်မရာတက်ထားခဲ့ပြီးစောင့်ကြည့်ခဲ့ရတရားမဝင်မူရေးစေဝါရောင်းဝယ်မှုနဲ့ဗီတာထိုးတက်ခံလိုက်ရတာကိုပါရိုက်ကူးထားနိုင်ခဲ့တာကြောင့်ရဲကိုဗီဒီယိုဖိုင်ပေးလိုက်တဲ့အခါ ဒီအမှုကိုလိုက်နေရဲကလည်းတသက်ရရပြီဆိုတော့အထက်ရရှိကိုတင်ပြတဲ့အခါအဲ့ဒီအရာရှိကလည်းလူသမားတွေဖွင့်နေတဖွဲ့တည်းဖြစ်နေတာကြောင့်အဲ့ဒီတသက်တွေကမိုက်ပေါ်နဲ့လွင့်ပြပြီးတရားခံတွေကိုဒီအကြောင်းပြပြလိုက်တဲ့အခါအမှုလိုက်ရဲနဲ့ YouTuber ကောင်လေးတို့လည်းတက်ခံလိုက်ရပြန်ပါတယ်။ဒါမှမဟုတ်လည်းထွေရအမျော်မင်ရှိစွာနဲ့လှုပ်ဖော်ကင်မရာတွေကိုဂျုံလို့မရမှန်းသိတာကြောင့်အဲ့ဒီဗီဒီယိုဖိုင်ကို Jossy ကိုရအောင်တစ်ဖက်လက်နဲ့ပို့ပေးခဲ့ပြီးစကန်းကိုတော့ရှက်လက်တွေသာတွားခဲ့တာပါ။ဒီကိစ္စတွေအားလုံးကိုသိလိုက်ရတဲ့ကြော့ဟာရှက်ရှက်မာကိုစီဖုံးဆက်ပြီးပြပြနေတော့မှာပဲ ကားထဲမှာလူတွေပါလာတာကြောင့်မာကိုတယောက်ကားမောင်းနေငိုင်းမိသွားတာကြောင့်ဖမ်းကပ်လိုက်ရပါတယ်ဒီလိုနဲ့သူ့ကိုတော်တဲ့ဖမ်းခေါ်သွားကြပြီလက်ပြန်ညှို့တုတ်ထားကတပ်ဖို့အတွက်ကျင်းတူးနေကြတော့လေသူကသူ့ညီအတွက်ယူချိုးမရတဲ့စိတ်နဲ့ဓာတ်နဲ့ထိုးမှလည်းမကြောက်ချင်းစောနဲ့တတ်မှလည်းမဖြုံးငိုင်မဲငိုင်နေတာကြောင့်လူစိုးတွေကသူ့ရဲ့မျက်လုံးထဲမှာအကြောက်တရားကိုမတွေ့ရလို့ဆိုပြီးမာကိုနဲ့တူပါလာတဲ့သူရဲ့လက်ကိုဖျက်ပြလိုက်ပြီးသူတို့ဘက်တရားကိုလက်ဆတုံခန်းခဲ့တာပြန်မလို့လုံနေတော့မှပဲမာကိုရဲ့လျှက်ရက်ပြတ်တိုက်ခိုက်ရှင်းကိုခံလိုက်ရပြီအားလုံးအံ့ဩနေကြတော့မှမာကိုဟာ လက်ပြန်ညွတ်ခဏနိုင်အကြောင်းဓာတ်ကိုပါးစပ်နဲ့ကိုက်ပြီးတိုက်ခိုက်နေတောထဲအဝင်ပြေးကတစ်ပင်မှာဓာတ်ဆိုက်ပြီးလက်ကကျိုးဖြတ်လိုက်ပါတယ်။အဲဒီနောက်မှာတော့လူစိုးတွေအားလုံးကသူ့ရဲ့လက်ချက်နဲ့မထနိုင်ကြတော့ပါဘူး။ဒါကြောင့်သူလည်းနာကြီးစွာနဲ့လူစိုးတွေအားလုံးကိုရှင်းစောနဲ့ဆက်ရှိလက်ရှိတတ်ပြီးသူ့ညီကိုတတ်ခဲ့တဲ့သူကိုပြန်တက်ဖို့လုပ်နေတဲ့အချိန်မှာအဲဒီလူသက်သမားရဲ့အဖေကကိုဝင်ရှိနေတဲ့ဗီတာရဲ့ကောင်မလေးကိုဖမ်းထားတာကြောင့်အလဲလဲလှုပ်ဖို့ပြောတော့သူလည်းဘာမှမတတ်နိုင်ပဲပြန်လွတ်ပေးလိုက်ရပါတယ်။ ဒီကြောင်းတွေကိုအိမ်အလူတွေပြောပြတဲ့အခါအားလုံးကဗီတာရဲ့ကောင်မလေးကိုဘလူကယ်ကြမယ်ဆိုတာတရားတစ်ဖက်ပြောနေကြပါမယ်။မာကိုကတော့ဒီအတိုင်းပေါ်တင်သွားပြီးကယ်တဲ့အခါလူစိုးတွေကအပေါ်ကမှပိတ်ထားတာကြောင့်အားလုံးကိုတိုက်ခိုက်ပြီးအပေါ်တက်တက်သွားတဲ့အခါအလွန်ပါးနှက်တဲ့တိုနီကကြိုပြီးလက်ကွက်ဆင်ထားတာမလို့အရှင်းကြီးသာဖြစ်ခဲ့ရပါတယ်။ဒီလိုနဲ့နောက်တစ်နေ့ကိုရောက်တော့ကောင်မလေးနဲ့အလဲအလဲလှုပ်ဖို့ရှိန်းဆိုထားတဲ့နေရာကိုသွားကလက်ထဲကအိတ်ကိုပေးလိုက်တော့တစ်ဖက်လူကဖြွင့်ကြည့်တဲ့အခါအိတ်ထဲမှာသူ့ဖေရဲ့လက်ကြီးကိုတွေ့လိုက်ရတော့အလွန်ထိတ်လန့်နေတဲ့အချိန်မာကိုကတော့ကောင်မလေးကိုငှက်စီအရင်လှုပ်ပြီး မင်းဖေကိုဖွက်ထားတဲ့နေရာကိုပြောမယ်ဆိုပြီးအပေးယူလို့တော့တစ်ဖက်ကလည်းဖခင်စော်နဲ့လွတ်ပေးလိုက်ပြီးသူ့အဖေစီလိုက်သွားကြရာဟိုရောက်တော့မာကိုကတိုနီကိုကြိုးတုပ်ပြီးထောင်ချောက်တွေဆင်လာတာကြောင့်တတိနဲ့ထောင်ချောက်တစ်ခုကိုဖယ်လို့အောင်မြင်သွားပြီးသားဖားနှစ်ယောက်အလွမ်းတင်နေတော့အဆောင်တစ်ယောက်ကဂိုးတော်နှကောင်းကိုတွန်းဖွင့်လိုက်တဲ့အခါခလုတ်တစ်ခုကိုနှိပ်မိသွားတာကြောင့်ဘုံထောင်နာမန်တိသွားပြီးသူ့အဖေကိုမကယ်တော့ပဲအလုံးအပြင်ထွက်ပြေးသွားကြရာဘုံပေါက်ကွဲပြီးအလွန်ကောက်ကျစ်တဲ့တိုနီရဲ့ဘဝလည်းအခုတော့စက်သိမ်းသွားခဲ့ပါတော့တယ်ဒီကိစ္စတွေဖြစ်ပြီးနောက်ဆက်တွဲအကျိုးဆက်တွေဖြစ်လာတော့မယ်ဆိုတာကို ဂျောကကြိုတိနေတာကြောင့်သူ့ကိုမိန်းကလေးတွေခေါ်ပြီးချောင်းနေခိုင်းပေမဲ့မာကိုကတော့လက်မခံပဲအတူရင်ဆိုင်မယ်ဆိုပြီးပြောနေတာကြောင့်သူလည်းလက်ချော့လိုက်ရပါတယ်ဒီလိုနဲ့တစ်ဖက်မှာလည်းတိုနီရဲ့သားဟာသူ့ရဲ့အဖေတူမေကွယ်အကိုဖြစ်သူကိုသူတို့အဖေရဲ့အကြောင်းပြပြလိုက်တဲ့အခါအဖေအတွက်ကလေးသားရှိမဲ့သူနဲ့ညီအတွက်သွေးကြီးဆက်မဲ့သူနဲ့အခုတော့သူတို့နှုတ်ဦးစလုံးရဲ့အညို့အခါရတွေကအချိန်မြင့်တက်လို့လာခဲ့ပါတယ်ဒီလိုနဲ့နောက်တစ်နေ့ကိုရောက်တော့ပီတာရဲ့ကောင်မလေးကနေစီလာစီကိုဝင်ကြီးနဲ့မိဖွားကိုပိုက်နာနေတာကြောင့်ဂျော့ဟာ အပြစ်မှန်အနေရရှိနေတာကြောင့်စိတ်ယုံမတင်ပဲအိမ်မှာပဲမွေးခမ်းခဲ့ပါတယ်ခလေးတွေနဲ့မိသားစုအလုံးကိုပုံခိုင်းထားပြီးသူကတော့အိမ်ကိုမိပိတ်ကအခန်းပြင်မှာတနက်ကင်ပြီးထိုင်ဆောင်နေတဲ့အခါရန်သူတွေဝင်လာတာကြောင့်အမောင်ရဲ့အားကိုးနဲ့ဝင်လာတဲ့လူတန်းကိုတယောက်ပြီးတယောက်ပြစ်တက်နေတဲ့အချိန်အိမ်ပြင်ဘက်ကလည်းတနက်တွေနဲ့ဝိုင်းပြစ်တဲ့အပြင်လက်ပြဘုံတွေနဲ့ပါပြစ်ခံလိုက်ရတာကြောင့်ပြန်မထနိုင်ပဲလူစိုးတွေဝင်လာကခလေးငယ်တွေကစအိမ်သူအိမ်သားအလုံးကိုတယောက်မကြံဟေးဆက်ဆက်တက်လိုက်တဲ့အပြင်မိမဖွားနိုင်သေးတဲ့ဗေဒါရဲ့ကောင်မလေးကိုလည်းအရှင်လက်လက်ပိုက်ထရကလေးကိုဆွဲထုတ်က ဓာတ်နဲ့ထိုးတက်လိုက်ပါတော့တယ်။မာကိုတယောက်ကတော့သူ့ရဲ့မျက်သိရှိမှာမိသားစုနဲ့ရှစ်သူကောင်းမလေးပဲရဲဆဆအသက်ခံရတဲ့မြင်ကွင်းကိုဘာမှမတက်နိုင်ချာပဲထိုင်ကြည့်နေရပါတော့တယ်။ဒီလိုနဲ့ရန်သူတွေလည်းဆက်ရှိလက်ရှိလုခဲ့ရတာကြောင့်မွေးကင်းစကလေးကိုယူသွားကကြီးနဲ့အားရပြီးပြန်သွားကြပါတော့တယ်။ဂျော့ဟာသူ့ရဲ့နောက်ဆုံးဆန္ဒအဖြစ်မာကိုယွန်ကြီးဆက်ပေးဖို့မှာခဲ့တာကြောင့်သူ့ရဲ့တံရတွေကိုဆေးထည့်ပြီးရန်သူတွေရဲ့နောက်ကိုညာရင်းချင်းလိုက်သွားပြီးဂိုးတောင်ကိုစတင်မိလောင်တိုက်သွင်းပါတော့တယ်။ရန်သူတွေကလည်းရဲရဲလက်နက်တွေကိုဆွဲကင်ပြီးသူ့ကိုတိုက်ခိုက်ဖို့ပြင်ဆင်နေကြတဲ့အခါ အများနဲ့တယောက်ဆိုပေမဲ့နတ်ဆိုးတစ်ခေါင်လုံးသွေးစာနေတဲ့သူ့အဖိုးတော့ဘာမှမမြင်တော့ပဲပြေးဝင်သူလူကြီးအပေါ်ခွန်တက်ကခေါင်းဆောင်ကိုဓားနဲ့ထိုးကအောက်ကိုကန်ချလိုက်ပြီးတက်လာသူမှန်သမျှနဲ့တိုက်ခိုက်နေတဲ့အချိန်ခလင်းငိုတန်ကြတာကြောင့်သူ့ကိုဆွဲထားတဲ့လူကြီးကိုစိတ်ရှိလက်ရှိတက်ပြီးငိုတန်ကြရစီပြေးသွားရင်ရှေ့ကနေကြိုပြီးတက်ခိုက်တာကိုခံလိုက်ရတာကြောင့်လဲသွားရကနေပြန်ထပြီးအဲ့ဒီလူကို သူ့ညီတန်သူ့မိသားစုအတွက်အားရပါးရသွေးကြီးဆက်က မကြည့်နဲ့သေးပဲရင်မက်ထဲကိုလက်နဲ့ထိုးလိုက်ပြီးနှလုံးကိုဆွဲထုတ်လိုက်ရကြောင်းဟိုလူကလည်းသူ့ညီရဲ့အဖြစ်ကိုမြင်ပြီးတွေးပြက်သွားတာကြောင့်ခလင်းငယ်ရောအစ်ကန်နဲ့ပြေချာဖို့လုံနေတော့မှပဲအလွန်လျင်မြန်တဲ့မာကိုကဓာတ်နဲ့အဲ့ဒီလူရုပ်မှရဲ့ခေါင်းဖြတ်လိုက်တာကြောင့်ကန်ထဲကိုပြုတ်ကြပြီးခုတော့လူမိုက်တွေအားလုံးရဲ့သတိရနေကုန်ဆုံးတက်သွားခဲ့ပါပြီမာကိုတယောက်ကတော့သူ့ရဲ့တူလေးကိုခေါ်ပြီးရှေလန်းတွေကအပြက်လန်းစီကိုဦးတည်ရင်ဇယ်လန်းလေးရဲ့ဒီမှာတင်ဆုံးသက်သွားခဲ့ပါတယ်